အလုခံလို့ရတဲ့ငွေတွေကိုနေမကောင်းတဲ့ညီမလေးထံလာပေးပြီးစေကူးလို့ရအောင်စူးစမ်းပြည်နေကိုရင်လေအားလုံးမေးမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြွဆွလိုက်ပါအခုလိုကြက်တဲလာရဲ့အခြေအနေမှာအခြေခံလူရန်းစားတွေအတွက်တော့စီကူတာမှုတွေအခက်အခဲရှိလာခဲ့ပြီးဣရွှေစင်းဆိုတဲ့ကလင်းလေးကတော့ဖုန်းတော်ရေးပညာရေးကျောင်းမှာတက်ရောက်နေရဖြစ်ပြီးလက်ရှိမှာကျန်းမာရေးအခြေအနေကြောင့်ကြောက်မတတ်နိုင်တော့ပါဘူးဣရွှေစင်းရဲ့ဘိုက်ကတော့တဖြည်းဖြည်းဖောင်းလာပြီးတင်းကျပ်တဲ့ဝေဒနာတွေကိုလည်းခံစားနေရပါတယ် ကလေးရွယ်သားရှိနေသေးပေမယ့်သူ့ရဲ့ခံစားနေရတဲ့ဝေဒနာကကြီးမားနေပါ၏။ဣရွှေစင်ရဲ့အဖြစ်ကိုမကြည့်ရတာကြောင့်အကိုဖြစ်သူကိုရင်လေးကတနေ့တကာတကာမတွေလှုပ်လိုက်တဲ့အလှငွေတွေကိုသူ့ညမလေးတန်လာပေးတပိုင်ကိုရင်လေးကဖုန်ကြီးကြောင့်မှနေကြောင်းတက်ရတာဖြစ်ပြီးမိဘတွေကစီးပွားရေးအဆင်မပြေလို့ကိုရင်ဝစ်လိုက်တာပါအဖေကမရှိတော့ဘဲအမေကငရုတ်သီးချွေတဲ့အလုပ်ကိုလုပ်ရပါတယ်ဒီဝင်ငွေတစ်ခုတည်းနဲ့မောင်နှမနှစ်ယောက်လုံးကြောင်းမထားနိုင်တာကြောင့်ကိုရင်လေးကဖုန်ကြီးကြောင့်မှသွားနေရပါတယ်ဣရွှေစီရဲ့ဝမ်းပိုက်ဖောင်းလာတာက လာပိုင်းလောက်သာရှိသေးပြီးရှေးကုသားဖို့လည်းမတတ်နိုင်ဖြစ်နေရပါဘူး။ကိုရင်လေးကသူညမလေးရဲ့အဖြစ်ကိုမကြည့်ရလို့သူတကာတကာမတွေလှုပ်လိုက်တဲ့အလွန်ွေတစ်ထောင်နှစ်ထောင်ကို ကျောင်းစင်တိုင်းသူညမလေးကိုလာပေးပါ යි ဒီငွေတွေကိုဆွထားလိုက်ရင်သူ့ရဲ့ညမလေးကစီကူတာနိုင်မယ်လို့ယုံကြည်ရကြောင်းရသမြငွေတွေကိုသူ့အတွက်မသုံးရဘဲနဲ့နေ့တိုင်းလာပေးရပါစွန့်ခံကြွားလို့ရလာတဲ့မုတ်တွေကိုလည်းကိုရင်လေးကမစားဘဲတင်ထားတက်ပြီးကျောင်းစင်မိပြန်လာရင်အင်ကိုပြန်လာတက်ပြီးမုတ်တွေငွေတွေကိုလာပေးရပဲဖြစ်ပါ යි ကိုရင်လေးကလည်းကလေးအရွယ်လေးသာရှိနေသေးပေမယ့်မုတ်တွေကို စားကျင်ပေးမိ့သူညမလေးနေပြန်ကောင်းလာရင်ပြီးရောဆိုပြီးစားစီခြင်းလို့မုတ်တွေလာပေးတာပါ ကိုရင်လေးပေးရဲ့ပတ်စံနဲ့ပဲဤရွှေစင်အတွက်တက်စားထုတ်တွေဝေရပါတယ်ကိုရင်လေးကတော့တာသနာဘောင်ကိုရောက်သွားပြီမဲ့အကိုကြီးအဖရာပီတာပြီသူညမလေးကယူတဆိုင်လုပ်ပြီးတက်သူပါသူရဲ့ယောဂါကလည်းမကုသနိုင်တာကြောင့်ဘဝကူးပြောင်းရမယ့်ရက်ကိုထိုင်ဆောင်နေရတယ်လို့ဖြစ်ပါတယ်ဤရွှေစင်ကလောလောဆယ်မှာလည်းကြောက်မတက်နိုင်သေးပဲဈေးရုံကိုလည်းမပြသနိုင်ပါဘူး ဝမ်ပိုက်ကဖောင်းလာလို့အသက်ရှူကြတာကိုခံစားနေရပြီးဆင်းရုံတဲကုသဖို့အကြံပေးကြပါဘ යි ဒါပေမဲ့လည်းသူတို့မိသားစုကစားဖို့တောင်အနိုင်နိုင်ဖြစ်နေလို့ဆင်းရုံတက်ဖို့တွားရကုသဖို့ဆိုလဲဝေးကွာနေပါ යි ဒါပေမဲ့လည်းကိုရင်လေးကတော့ဒီညီမလေးတယောက်တည်းရှိရာကြောင့်အသက်ရှင်သေးခြင်းပြီးလူလိုက်တဲ့မုတ်တွေကိုပါလာဖို့နေရပါသူတို့အိမ်မှာအာဟာရပြည့်ပြည့်ဝဝမစားရတာကြောင့်ဤရွှေစင်ကိုစီးရီတိုက်နေပြီမဲ့အေအားတွေကတော့လိုအပ်နေပါ යි ဒါကြောင့်ကိုရင်လေးကသူကိုယ်တိုင်နာဘာမှမမစားပဲ သူ့ရဲ့ညမလေးအာရှီယံလာပြီးနေရဖြစ်ပါတယ်။ကိုရင်လေးရဲ့ဦးစားပေးတတ်တဲ့စိတ်ထားလေးကတော့လေးစားစရာဖြစ်ပြီးသူ့ရဲ့ဆန္ဒကတော့မန္တမနီယအတူတူကြောင်းတက်ချင်တာဖြစ်ပါတယ်။ဤရွှေစင်ကလည်းကြောင်းပြန့်တက်ချင်နေရဖြစ်ပြီးဝမ်းပိုက်ဖောင်းလိုက်ဝေဒနာမခံစားနိုင်ဖြစ်နေရပါ။သူ့မိကတော့ငရုတ်သီးတွေချွေလို့ရရဲ့ဝင်ဝေကတရက်ကိုထောင်ကနန်းလောက်သာရှိလို့စီကူတာဖို့ဆိုတာကစိတ်ကူးရှင်နေရတယ်လို့ဖြစ်ပါတယ်။ ကိုရင်လေးကသူ့ညီမလေးကိုတတ်နိုင်သလောက်ဆောက်ရှောက်ပြီးနေရကတော့လေးစားစရာဖြစ်ပြီးဒီလိုစိတ်ထားကြောင့်လေကိုညီမဲ့သူတွေအမြန်ပေါ်လာပါစီလို့စွတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မရကြီးရှိရဲ့ယောက်ျားလေးမှာခလေးရခဲ့လို့စိတ်နာပြီးခလေးကိုစွန့်ပစ်ခဲ့တဲ့မိခင်အားလုံးပဲမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ် လောကကြီးမှာရှိရမိခင်တိုင်းကမိခင်စိတ်ရှိကြမယ်လို့လူအများကထင်ကြပေမဲ့မိခင်စိတ်မရှိတဲ့သူတွေလည်းအများကြီးကိုရှိပါတယ်။လက်တလုံးဆိုရှယ်မီဒီယာမှာကလင်းငယ်လေးကိုစွန့်ပစ်သွားတဲ့မိခင်ကြောင့်ဘာမှမသိတဲ့ကလေးတယောက်မိဘမဲ့ဖြစ်သွားခဲ့ရပါတယ်။မိခင်ကတော့ယောက်ျားတယောက်နဲ့ချစ်တိုက်ခဲ့ပြီးအိမ်တော်သေးတယောက်ဆိုတာကိုမသိဘဲလူပြိုတယောက်ထင်ပြီးချစ်တိုက်ခဲ့ကြပြီးပေါင်းသင်းခဲ့ကြတာပါ။ဒီလုံနဲ့ကလေးတယောက်ရှာပြီးကလေးလာသားအရွယ်လောက်မှာတော့ယောက်ျားဖြစ်သူမှာမယက်ကြီးရှိနေရကိုသိခဲ့ရတာကြောင့်မေ ကလေးကိုခုလိုလမ်းပေးမှာလာဆွန့်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အရင်တည်းကမစူးစမ်းမလိလာပဲပေါင်းတင်ခဲ့တဲ့မိဘနှစ်ပါးလောက်ရဲ့ကြောင့်ခုတော့အပြစ်မရှိတဲ့ကလေးမိဘမဲ့ဖြစ်ခင်ရပါပြီ။အမှန်ဆိုမိန်းကလေးအနေနဲ့အစကလေးကလိလာတင်ပါတယ်။ကြီးစားရမယ်ဆိုအစကနေကနောက်ကျောင်းလိုက်ဆောင်စမ်းပြီးမှယူတင်ပါတယ်။လူပြိုလားအိမ်ဆောင်ရှိလားအဲ့ဒါကိုအရင်ဆောင်စမ်းနောက်တစ်ခုကြံမသေးရဲ့အဲ့ဒီယောက်ျားလေးကလူပြိုဖြစ်နေတဲ့နောက်မှာလက်ရှိကောင်မလေးရှိရင်ဆက်မတွေ့ရအကောင်းဆုံးပါပဲ အဲ့လိုစဉ်းစားမှုမရှိလို့ခုတော့မိဘမိတ်ကေဟာရီဒုက္ခရောက်ကုန်ရပါပြီ။ဒါပေမဲ့လည်းယောက်ျားကမရဲ့ကြီးရှိနေလို့မပောင်းချင်တော့မိခင်ကတော့ကလေးကိုခေါ်ပြီးကိုသားမီးနှစ်ယောက်လောက်ကန်စားတော့တင်မိုက်။ခုတော့သားသမီးကိုမခင်တွဲပဲနေတမျက်နာကြောင့်ကိုမီးထိုင်းကလေးကိုဆွန့်ပစ်တာကတော့တကယ်ကိုလူစိတ်မရှိတဲ့မိခင်ပါပဲ။ကိုယောက်ျားကိုဘလောက်ပဲစိတ်နာနေပါစေခုကလေးကိုတော့မပြည့်ရပါဘူးတနာလိုက်တာကလေးလေးရေနောက်ဘဝရိသာရှိခဲ့ရင်မိခင်ချင်းကွေမှာနေထွေးစာကြီးပြင်းလာရပါစေ အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အလူခံလို့ရတဲ့ငွေတွေကိုနေမကောင်းတဲ့ညီမလေးထံလာပေးပြီးစေကူးလို့ရအောင်စူးစမ်းပြနေတဲ့ကိုရင်လေး အားလုံးမေမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလိုကြက်တဲလာရဲ့အခြေအနေမှာ အခြေခံလူရန်းစားတွေအတွက်တော့စီကူတာမှုတွေအခက်ခဲရှိလာခဲ့ပြီးဣရွှေစင်းဆိုတဲ့ကလင်းလေးကတော့ဖုန်းတော်ရေးပညာရေးเจ้าမှာတက်ရောက်နေရဖြစ်ပြီးလက်ရှိမှာကျန်းမာရေးအခြေအနေကြောင့်တောင်းမတက်နိုင်တော့ပါဘူးဣရွှေစင်းရဲ့ဘိုက်ကတော့တဖြည်းဖြည်းဖောင်းလာပြီးတင်းကျက်တဲ့ဝေဒနာတွေကိုလည်းခံစားနေရပါတယ်ကလင်းရွယ်သားရှိနေသေးပေမဲ့သူ့ရဲ့ခံစားနေရတဲ့ဝေဒနာကကြီးမားနေပါတယ် ဣရွှေစင်ရဲ့အဖြစ်ကိုမကြည့်ရတာကြောင့်အကိုဖြစ်သူကိုရင်လေးကတနေ့တကာတကာမတွေလှုပ်လိုက်တဲ့အလှငွေတွေကိုသူ့ညမလေးထံလာပေးတပိုင်ကိုရင်လေးကဖုန်ကြီးကြောင့်မှနေကြောင်းတက်ရတာဖြစ်ပြီးမိဘတွေကစီးပွားရေးအဆင်မပြေလို့ကိုရင်ဝက်လိုက်တာပါအဖေကမရှိတော့ပဲအမေကငရုတ်သီးချွေတဲ့အလုပ်ကိုလုပ်ရပါတယ်ဒီဝင်ငွေတစ်ခုတည်းနဲ့မနမနှစ်ယောက်လုံးကြောင်းမထားနိုင်တာကြောင့်ကိုရင်လေးကဖုန်ကြီးကြောင့်မှသွားနေရပါတယ်ဣရွှေစင်ရဲ့ဝမ်းပိုက်ဖောင်းလာတာက လာပိုင်းလောက်သာရှိသေးပြီးရှေးကူသားဖို့လည်းမတက်နိုင်ဖြစ်နေရပါ යි ကိုရင်လေးကသူညမလေးရဲ့အဖြစ်ကိုမကြည်ရလို့သူတကာတကာမတွေလှူလိုက်တဲ့အလွန်ငွေတစ်ထောင်နှစ်ထောင်ကိုကျောင်းစင်တိုင်းသူညမလေးကိုလာပေးပါ යි ဒီငွေတွေကိုဆူထားလိုက်ရင်သူရဲ့ညမလေးကရှေးကူသားနိုင်မယ်လို့ယုံကြည်ရကြောင်းရသမြငွေတွေကိုသူ့အတွက်မသုံးရဘဲနဲ့နေ့တိုင်းလာပေးရပါစွန်းကန်ကြွားလို့ရလာတဲ့မုတ်တွေကိုလည်းကိုရင်လေးကမစားပဲတင်ထားတက်ပြီးကျောင်းစင်းမိပြန်လာရင်အင်ကိုပြန်လာတက်ပြီ မုတ်တွေငွေတွေကိုလာပေးရပဲဖြစ်ပါတယ်။ကိုရင်လေးကလည်းကလေးအရွယ်လေးသာရှိနေသေးပေမယ့်မုတ်တွေကိုစားကျင်ပေမယ့်သူညမလေးနေပြန်ကောင်းလာရင်ပြီးရောဆိုပြီးစားစီခြင်းလို့မုတ်တွေလာပေးတာပါ။ကိုရင်လေးပြည့်ရဲ့ပတ်စံနဲ့ပဲဤရွှေစင်အတွက်တက်စားထုတ်တွေဝေရပါတယ်။ကိုရင်လေးကတော့သာသနာ့ဘောင်ကိုရောက်သွားပေမယ့်အကိုကြီးအဖရာပီတာပြီး သူညမလေးကညူတဆိုင်လှုပ်ပြီးတက်သူပါသူ့ရဲ့ယောဂါကလည်းမကုသနိုင်တာကြောင့်ဘဝကူးပြောင်းရမယ့်ရက်ကိုထိုင်ဆောင်နေရတယ်လို့ဖြစ်ပါယဣရွှေစင်ကလောလောဆယ်မှာလည်းကြောင်းမတက်နိုင်သေးပဲဈေးရုံကိုလည်းမပြသနိုင်ပါဘူးဝမ်ပိုက်ကဖောင်းလာလို့အသက်ရှူကြတာကိုခံစားနေရပြီးဈေးရုံတက်ကုသဖို့အကြံပေးကြပါယဒါပေမဲ့လည်းသူတို့မိသားစုကစားဖို့တောင်အနိုင်နိုင်ဖြစ်နေလို့ဈေးရုံတက်ဖို့တွားရကုသဖို့ဆိုလဲဝေးကွာနေပါယ ဒါပေမဲ့လေကိုရင်လေးကတော့ဒီညမလေးတယောက်တည်းရှိရာကြောင့်အသက်ရှင်နေခြင်းပြီးလူလိုက်တဲ့မုတ်တွေကိုပါလာဖို့နေရပါသူတို့အိမ်မှာအာဟာရပြည့်ပြည့်ဝဝမစားရတာကြောင့်အိရွှေစင်ကိုစေးရီတိုင်နေပြီမဲ့အေးအားရီကတော့လိုအပ်နေပါ යි ဒါကြောင့်ကိုရင်လေးကသူကိုယ်တိုင်းတော့ဘာမှမမစားပဲသူရဲ့ညမလေးအားရှိအောင်လာပေးနေရဖြစ်ပါ යි ကိုရင်လေးရဲ့ဦးစားပေးတတဲ့စိတ်ထားလေးကတော့လေးစားစရာဖြစ်ပြီးသူရဲ့ဇာနာကတော့ပေါင်းမနှစ်ယောက်အတူတူကြောင်းတက်ချင်တာဖြစ်ပါ යි ။ဤရွှေစင်ကလည်းကြောင်းပြန်တက်ချင်နေရဖြစ်ပြီးဝမ်းပိုက်ဖောင်းလိုက်ဝေဒနာမခံစားနိုင်ဖြစ်နေရပါ။သူ့မိကတော့ငရုတ်သီးတွေချွေလို့ရတဲ့ဝင်ဝေကတရက်ကိုထောင်ကနန်းလောက်သာရှိလို့စီကူတာဖို့ဆိုတာကစိတ်ကူးရှင်နေရတယ်လို့ဖြစ်ပါိုက်။ကိုရင်လေးကသူ့ညီမလေးကိုတတ်နိုင်တယ်လို့ဆောက်ရှောက်ပြီးနေရကတော့လေးစားစရာဖြစ်ပြီးဒီလိုစိတ်ထားကြောင့်လေကုညီမဲ့သူတွေအမြန်ပေါ်လာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။